အားလုံးပဲမင်္ဂလာပါ KN Fighter ပါကျေးဇူးပါတယ်။ကာမကွေးနေ့မှာ KN Dule Brodiga နဲ့ Junior Fighter တို့ One Friday ဝတ်ထိုးဖို့ရှိပါတယ်။ပြပြ Fighter မှာလေး Junior Fighter က19နှစ်ပဲရှိပါသေးတယ်။အသက်ငယ်သေးပေမဲ့ One Friday ဝတ်ခုနှစ်ပွဲထိုးထားပြီးရှုံးပွဲမရှိတော့ဘူး။လေးစားတူယူဖို့ကောင်းပါတယ်။ဒေါ်လာတရင်းစာချုပ်ကိုတော့အခုချိန်ထိမရသေးပါဘူး။ ဒီဘက်ကသူ့အတွက်စာချုပ်ရဖို့အဆုံးဖြတ်ဖြစ်နိုင်ပါတယ်။နောက်ပြီးဒီဘက်ကနေအောင်လုံးအတွက်အရေးကြီးတဲ့ဝယ်တော်ရဖြစ်ပါတယ်။ဒီဘက်ကစာချုပ်ရနိုင်မဲ့အခွင့်အရေးတိတ်ခါပါရမှာတော့ဒီဘက်ရှုံးလို့ဘာမှမဖြစ်သေးပါဘူး။လော်နီကာအတွက်ကြစာချုပ်ကရပြီတာပါ။ရှိဘွဲမှာတပွဲရှုံးလာလို့ဒီဘွဲတာဆက်ရှုံးရင်တိခါပိုင်းနဲ့ပြောစရာတွေဖြစ်လာနိုင်ပါတယ် ။ရော်နီကာကတော့ one championship ဥက္ကရာချက်ထရီကအတော်လေးမျောလင့်ထားဖို့ကြားပါရယ်။ထူးခြားတာတစ်ခုကချက်ထရီကသူတို့တယောက်ရဲ့ပွဲကိုဒုတိယကောင်ပွဲအဖြစ်တည်ပေးထားပါရယ်။ဘာလို့လဲဆိုတော့ဒီပွဲကကြီးလို့ကောင်းမှာပွဲတော်ပွဲဆိုတာသူယုံကြည်နေပါရယ်။ရော်နီကလည်းဒီပွဲနိုင်မှသာ1 Friday ပွဲကနေပြီးတော့ ွဲကြီးတွေထိုးခွင့်ရပါပါဖိုက်တာနှစ်ယောက်ရဲ့အာတကျအားရကျကိုရှာကြည့်ရင်ဂျူနီယာဖက်တက်ကတန်းငယ်လေးပဲမဲ့ပွဲတွေ့ကြုံရှိပါတယ်သူ့ရဲ့အာတကျကတော့ဘာဟုံကောင်းတယ်ဒါကြောင့်မို့ဘရောနီကအလဲထိုးနေနိုင်ရဖို့မလွယ်ပါဘူးနောက်တစ်ချက်ကတက်လုံကောင်းတယ်အားနေချက်ကဘရောနီကနဲ့ရှင်ရက်ပူပါတယ်လက်တန်လည်းတူပါတယ် လက်တိချက်တွေခြေခံချက်တွေဘရောနီကာလောက်တိတ်မကောင်းပါဘူးဘရောနီကာကိုကြည့်လိုက်ရင်လည်းမကောင်းကောင်းတယ်တက်လုံးလည်းကောင်းပါတယ်လက်တိပါဝါတွေခြေခံချက်တွေလည်းကောင်းတယ်ဒါပေမဲ့ဝမ်းချမ်းရရှိမှာပွဲတွေ့ကြုံနေတာကြောင့်ရှင်းဝဲမှာလည်းဒီဝဲရှုံထားပါတယ်ဒီဝဲမှာတော့တခြားပြင်ဆင်လာမယ်လို့ယုံကြည်ပါတယ်တစ်ဖက်ကအာတာချက်အာနေချက်ကိုကြည့်ပြီးတခြားပြင်ဆင်လာမှာပါ ဒီဘက်ကတိုက်ကမွေထိုင်းကျင်နဲ့ဖဲဒက်ကျင်တို့ရဲ့အားပြိုင်မှုတစ်ခုလို့လည်းပြောလို့ရပါတယ်။ဝန်ကြီးကခွန်နပွဲဇာနိုင်ပွဲကိုရိုင်းနီယာဒူရတာရက်တက်နိုင်တယ်လို့ဂျူနီယာဖဲဒက်ကခွန်နပွဲဇာနိုင်ပွဲကိုရော်နီကရက်တက်နိုင်မှာပါ။ရခိုင်တော့ရပြောရင်55 45လို့ပြောလို့ရပါတယ်ဘရိုနီကာကတော့55ပြောပါတယ်ဘာလို့လဲဆိုတော့ဘရိုနီကာက ဂျူနီယာဖက်ဇက်လက်ရှင်နယ်လေးတာပဲလို့ထင်ပါတယ်။ပြကြတာကတော့ချိန်ပြီးထိုးပြီးကြည့်လို့ကောင်းမဲ့ပွဲလိုပွဲဖြစ်လာမှာပါ။အားလုံးရေးသွင်းလိုက်တင်ပါတယ်။ကျွန်တော်ဒီမင်းရေးစားချက်လေးအမှားပါရဲ့တောင်းပါပါတယ်။ကျွန်တော် channel လေးလည်း subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုချင်ပါတယ်။